ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမရောမြစ်တီကိုပါ။အသက်85နှစ်ပြည့်ပြီးတဲ့တက်ကြီးဝဲဦးများကို လူမှုရေးပင်စင်ထောက်ပံ့မယ်ဆိုတဲ့သတင်း။စစ်ဗုဒ္ဓရမယ့်အသက်ကို65နှစ်ထိတိုးမြှင့်ဖို့အတွက်စီစဉ်နေတဲ့သတင်း။စစ်ကြောတာ20မိချွေဖြစ်စီမှုကြောင့်မိသားခံများခက်ကြုံနေတဲ့သတင်း။ ဆောင်းမင်ကိုကိုဝင်ចောင်းပြကငွေချင်းပြပွားတဲ့တဲ့ပါဝင်အစားရှိတဲ့ပြည်ရင်းပြပါစိတ်ဝင်စားဖွယ်တဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ရင်းသဘောက်ကိုတင်ဆက်ပေးကြမှာတဲ့အသက်85နှစ်ပြည့်ပြည့်တကြွရဲ့အများကိုလူမှုရေးပိတ်ဆိုင်ထောက်ပံ့မယ်လို့သိရပါတယ်ဒီတဲ့တွေကိုတော့မြန်တူကွာပြပို့လာပါပါ 1940ခုနှစ်ဧပြီလ1ရက်နေ့မတိုင်မီမူဖောက်ခဲ့တဲ့အသက်85နှစ်ပြည့်ပြီးတဲ့တက်ကြီးရွယ်တွေကိုလူမှုရေးပိတ်ဆင်ထောက်ပံ့မယ်လို့နာဆာကကထုတ်ပြန်ကြေညာထားပါတယ်2020 2025ဘဏ္ဍာနဲ့ပတ်ကြံနဲ့လူမှုရေးပိတ်ဆင်ထောက်ပံ့ပြီးမှဖြစ်ပြီးယခုမေလမှာစီးရင်တောင်းအောင်ခြင်းဖြစ်ကအဲ့ဒီစီးရင်ကိုတက်ဆိုင်ရာရက်ကွက်ကြေးရအောင်ရှုပ်ရည်မှုဒါမှမဟုတ်နီးစက်ရလူမှုဝန်ထမ်းရုံးဒီမှာလာမယ့်မေလ31ရက်နေ့မှာနောက်ဆုံးထားပြီးတော့စီးရင်ပေးသွင်းရမယ်လို့သိရပါတယ် အသက်85နှစ်ပြည့်ပြီသူတွေအနေနဲ့လူမှုရေးပင်စင်ခန်းစားခွင့်အတွက်တလကို1000ကျပ်ရရှိမှာဖြစ်ပြီးအဲ့ဒီငွေကို3လတစ်ကြိမ်စုပေါင်းထုတ်ရမှာဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာတက်ကြီးရွယ်ဦးရေရှာတော်သမ3000ကျော်ရှိပြီးအဲ့ဒီတွေကအသက်85နှစ်နဲ့အထက်တက်ကြီးရွယ်ဦး2,481ယောက်ရှိရလို့ပြည်သူ့အင်အားဝေစီတာရာကနေသိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်သဘောကိုတင်ဆက်ပေးကြပါမယ်။စစ်မှုထမ်းရမယ့်အသက်ကို65နှစ်ဒီတို့မြင်ဖို့အတွက်စီစဉ်နေပါတယ်။ ီသတင်းကိုတော့ညင်းချမ်းဟောပြပို့လာပါ စစ်မှုထမ်းဆောင်မှုအတွက်အကျုံးဝင်တဲ့တရွယ်ကိုအသက်65နှစ်ထိတိုးမြင့်တက်မှတ်ဖို့အတွက်နေတိုးဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ဖင်လန်နိုင်ငံကစီစဉ်နေရလို့သိရပါတယ်။လက်ရှိအချိန်မှာဖင်လန်နိုင်ငံရဲ့စစ်မှုထမ်းဆောင်မှုအတွက်တက်မှတ်ထားတဲ့တရွယ်ဟာ60နှစ်ဖြစ်ပါတယ်။လူဦးရေ9.5တန်ကျော်ပဲရှိတဲ့ဖင်လန်နိုင်ငံရဲ့စစ်တပ်မှာအများရန်တပ်ဖွဲ့ဝင်အင်အား3,500နဲ့အရန်တပ်ဖွဲ့ဝင်အင်အားတန်ရှိဖို့အတွက်စစ်မှုထမ်းဆောင်မှုအတွက်အကျုံးဝင်တဲ့တပ်ရွယ်ကို65နဲ့ဒီတုံးမြင့်တက်မှတ်ဖို့အတွက်စီစဉ်နေတာပါ ်ဖင်လန်နိုင်ငံမှာအမျိုးသားတိုင်းတတ်မှတ်တက်ရွယ်ရောက်ရင်စစ်မှုထမ်းဆောင်ရတယ်လို့အမျိုးသမီးတွေကလည်းအရင်တပ်ဖွဲ့နဲ့လက်ရုံးတပ်ဖွဲ့ဝင်တွေအဖြစ်နဲ့တာဝန်ထမ်းဆောင်ရတယ်လို့သိရပါတယ်။ရုရှားနဲ့ညတိုးဖွဲ့ဝင်နိုင်ငံကြားကပြောင်းလဲလာတဲ့အခြေအနေတွေကြောင့်ဖင်လန်ဆိုရဟာစစ်မှုထမ်းဆောင်ရမယ့်တက်ရွယ်ကိုတွန်းမြှောက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။စီရောက်တဲ့20မိနစ်ဖြစ်စီမှုကြောင့်ဒေသခံများခက်ကြုံနေပါတယ်ဒီသတင်းကိုတော့ညင်းချောင်းဝါပြပေါ်လာပါ ရဲတပ်ဖွဲ့ရဖမ်းမိထားတဲ့စစ်ကြောတန်30ဦးမိရှုဖြစ်စီတာကြောင့်တူရကီနိုင်ငံရှိတောင်ပိုင်းမှာရှိတဲ့လီစီမျိုးမှာနေထိုင်တဲ့ဒေသခံတွေအခက်အခဲတွေကြုံတွေ့ခဲ့လို့သိရပါတယ်။စိတ်ကြောက်တွေကိုမိရှိုးဖြစ်စီရာကနေထွက်ပေါ်လာတဲ့မိကိုတွေကြောင့်ငွေရည်ရီမွေရာမျိုးတွေခံစားခဲ့ရသူတွေရှိတယ်လို့ဒေတာခန်တွေကမိရှိုးဖြစ်စီရာတွေစတဲ့လုံချောင်ရင်ကစပြီးအိမ်တကားတွေကိုပိတ်ထားခဲ့ရတယ်လို့သိရပါဗျ။ ဆေးကြောက်တွေကိုလီစီမြင့်ပြင်ပါမှာမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပေမဲ့မီဂိုတွေကမြို့ရဲတိရောက်လာခဲ့တာကြောင့်နောက်ဆက်တွဲစုချိုတရားမှုတွေဖြစ်မှာကိုစိုးရိမ်နေမြို့ခံတွေကအိမ်တကားတွေကိုအလုံးပစ်ခဲ့ကြတာဖြစ်ပါတယ်မီရှုပ်ဖြစ်စီခဲ့တဲ့စီကြောက်တရဲ့တန်မှုကအမေရိကန်ဒေါ်လာ260တန်ကျော်တန်မှုရှိရလို့သိရပါတယ်။နောက်ထပ်အားသာတဲ့တဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။စောအောင်မင်းကိုကိုဝင်ကျောင်းပြကငွေညစ်ပေးသွားခဲ့ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါဗျ။ စပါတင်ကောင်းဆောင်ဆောင်အောင်မင်းကိုတန်ကိုရီးယားမြို့သမီးတို့ကဆောင်အောင်မင်းနဲ့ရထားတဲ့ကိုဝင်ရှိရလို့ရဲတွေကိုမတိုင်ကြစေချင်ရင်သူမတောင်းဆိုထားတဲ့ငွေပေးဖို့အတွက်ငွေညစ်တဲ့ဖြစ်စဉ်တရက်ဖြစ်ပွားခဲ့ရလို့သိရပါတယ်။အသက်20ရွယ်ပဲရှိသေးတဲ့တန်ကိုရီးယားမြို့သမီးတို့ကဆောင်အောင်မင်းစီကိုအွန်လိုင်းကတဆင်ဆက်သွယ်လာပြီးသူမမှာဆောင်အောင်မင်းနဲ့ရရလို့လူတွေယုံကြည်အောင်တသက်ပြလို့ရတဲ့အချက်လက်တွေရှိနေတာကြောင့်သူမတောင်းဆိုတဲ့ငွေကိုမပေးဘူးဆိုရင်ရဲတပ်ဖွဲ့ကိုတိုင်ကြမယ်လို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ငွေညစ်တဲ့သူကကိုရီးယားနိုင်ငံသုံးဝမ်ဝေးတန်းနဲ့ရှိပြတောင်းဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။စွအောင်မင်ကတက်ဆန်အရေးတက်ဖွဲ့စီတိုင်ကြားခဲ့တာကြောင့်စွမျိုးတော်ရဲ့တက်ဖွဲ့ကငွေညစ်တဲ့အမျိုးသမီးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဆိုအောင်မေကအသက်32နှစ်အရွယ်ရရှိပြီဖြစ်ပေမဲ့အိမ်နာမပြုတ်သေးတယ်လို့တရားမရင်သွေးလည်းမရှိသေးဘူးလို့သိရပါဗျ။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကတည်းကနေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပရိသတ်များအားလုံးကျန်းမာရှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။ thank you